ယခုတခါကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာညီဘူးလေးရေးသားသောမတိုးထမင်းမတိုးဟင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာမတိုးထမင်းမတိုးဟင်းမူးကကြလာတဲ့ဆိုယုံလေးတဲလည်းမတဲတဖွဲဖွဲမနစ်ညကလေးကဒီလိုပဲယွာနေတယ်လျှက်လည်းမလက်မူးကလည်းမချင်းလေးကလေးကတော့တစ်ချက်တစ်ချက်စောင့်တိုက်တတ်တယ် ဲ့ဒီခါမှာဝေယန္တာကတန်စကားတွေကို ကြော်ပြီးမိုးစံငယ်တချို့ကဖျားဝှက်ပြူနေတဲ့ဒေါ်မေဝွန်ရဲ့ပခုံးစွန်းနဲ့လက်မောင်းကိုလာနှုတ်ဆက်တတ်ကြတယ်။ဖျားရှင်ခိုးနေပေမဲ့စိတ်ကတော့မိုးရေဇက်တွေလို နေရာအနှံ့ရောက်နေမိတယ်။တွားလေသူအတွက်အမျှအတန်းဝေပြီးကြေးစီကို အသာအရာတိခတ်လိုက်တယ်။ကြေးစီတဟာလွန်းလွန်းဆွတ်ဆွတ်တူးတူးညင်ညင်သာသာပြန့်လွင့်လာတယ် ကျင်းစီကိုဒီလိုမတီးရင်အခန်းထဲမှာအိတ်နေတဲ့မြေကြီးလန်လို့သွားမှဆိုးရတယ်လေဒေါ်မေဝွန်ရဲ့စိတ်ထဲမှာတော့ကျေးဇူးရှင်ဥထွန်းအေးရုပ်နဲ့ဒီမြေဦးရဲ့ရုပ်ကတထရာတည်းပဲလို့တိတ်တူတာပဲဒေါ်မေဝွန်တေချာပေါက်ပြောလိုက်ပါရဲ့ဒီမြေကကိုထွန်းအေးမှ ကိုထွန်းအေးဒါကြောင့်မြေကြီးကို အသက်လိုချစ်ပြီးအတိုင်းတာမရှိအလိုလိုက်နေမိတယ် ဒေါမေဝွန်ရဲ့နှလုံးကိုလှည့်ပတ်နေတဲ့တွေးတွေရဲ့မြေးကြီးရဲ့တွေးတွေပါလှည့်ပတ်နေတယ်လို့ထင်မိတယ်။ဒီတွေးတွေကနှလုံးသားကိုဖျက်ဆီးကြတယ်လေ။တမန်နှစ်ကဒီလိုရဲ့ဒီလိုမိုးတဆိတ်ဆိတ်ဒီလိုဒီလိုမိုးအေးနေတဲ့ရက်မနေ့အိယာကတော်တော်နဲ့မထလို့ဥထုံးအေးတော့အိတ်ကောင်းကောင်းနဲ့အိပ်ပျော်နေတယ်လို့ပဲသူထင်မိတယ်။တဖက်အင်ရေဒီယိုကစံတော်ချိန်စိန်ဘာမောင် တီးလုံးတန်ကြတော့ နှုတ်မလို့တော့ကြည့်တော့ညာဘက်ဆောင်းလို့ခွေခွေကလေးအိတ်နေတလို့ပါပဲအိတ်နေတယ်ထင်လို့တောင်လှုပ်နှုတ်ကြည့်သေးတယ်ခေါင်းကိုက်တယ်ဇက်ထိုးတယ်လို့လည်းပြောတယ်မကြားဘိုက်အောင်နဲ့အောက်ပိုင်းလေးတယ်လို့လည်းပြောတယ်မကြားအခုလို့မမျော်လဲမဲ့ဗျုံကနေဆိုတော့ဒေါ်မေဝွန်မြေလူရရှာတာပေါ့ယူမယ်ဆိုရင်လည်းယူနိုင်တယ်ဦးထုံးအေးကကက်စီနေတယ်လို့ပြောပြောနေတဲ့ဒေါ်မေဝွန်အတိတရားတစ်ခုရင်ထဲမှာတံမိုဆွဲတယ်လို့ဆွဲသွားတယ် လူအသက်လောက်ဘယ်ဟာမှအဖိုးမတန်ပါကလားဒီအဖြစ်ဆိုးအပြက်ဆိုးကိုတားနဲ့ချွေးမှရှိရဆယ်တော်ကြီးဆယ်မြောင်းဌာနကကျင်းနှက်ဆက်အကူအညီနဲ့အကြောင်းကြားလိုက်ရတယ်ဖြောင့်မတ်တဲ့ဝန်ထမ်းကောင်းလည်းဖြစ်ပြန်လူချစ်လူခင်များတဲ့ပင်စင်စားကလည်းဖြစ်ပြန်ရဲရဲရွာရဲလက်မနေကြပဲအပြေးကူညီတတ်တဲ့ဇနီးမောင်နှံမှုပင်စင်စားအတုပါတွေထဲမှာတော့ဥထုံးအေးအလောင်းဟာမြေအကြောက်မြေအကြလှရှာပါတယ် အဖော်ရအောင်ချွေးမကိုအိမ်ခေါ်ထားတော့တားဖြစ်သူရဲ့စာအိုးကလည်းတအိုးကနေနှစ်အိုးဖြစ်သွားတယ်လေအမေနဲ့ဇနီးကိုတားကလည်းတတ်နိုင်တယ်လို့ထောက်ရှာပါတယ်စင်ကတကောင်နဲ့မဟုတ်တဲ့အပြင်နှမ်းကအလုံးသေးပြီးနဲနေလိုက်သေးတယ်ဒေါ်မေဝန်တို့လည်းကြံကောင်းကြံရပင်စင်လေးနဲ့ချစ်ချုပ်ပြီးစားတော့ကြရတယ်ချွေးမကလည်းအချုပ်အလုပ်ကလေးတွေအိမ်ယူပြီးချုပ်ရှာပေမဲ့ စားစီနေစည်းတွေမြင့်လာလို့ပိုရှံနေလို့စုစုဆောင်းဆောင်းလို့မရှိချဘူးတလနဲ့တလအလင်းမီဖို့ပဲမချေးကျင်ပဲချေးကြရတယ်မုတ်ဆိုးမှဆိုတော့တိတ်မချေးကျင်ကြဘူးလေဒါကြောင့်အတက်နိုင်ဆုံးမချေးရအောင်တိုးတိုးတိတ်တိတ်ပိပိနေထိုင်စားတော့ကြတယ်ဒီလိုကြတဲ့ချွေးမတော်ကအဲ့ရအထမှာပြုတ်တဲ့အဲ့ဒီနေ့ကဥထုံးအေးဆုံးတာ၅လပြည့်တဲ့နေ့ ချွေးမကတော့ဘယ်မှတ်မိမလဲဒီလိုနေ့တွေမှတ်ရက်တွေမှတ်တာတို့အတိတ်နမိတ်ကောက်တာတို့ဆိုတာမိုးစုံမပူပူနွေးနွေးတွေရဲ့အလုပ်မဟုတ်လားဒီလိုလာပြီးတိုက်ဆိုင်နေတာကိုဒေါ်မေဝွန်အန်လဲအန်အောမိပါရဲ့ဝမ်းလဲတာပါရဲ့အန်အောတာနဲ့ဝမ်းတာတာချိန်ဆက်ကြည့်ရင်ချိန်ဝင်ရှာကဝမ်းတာတဲ့ဘက်ကိုတာတာထိုးထိုးညှို့လိုက်မယ်ဒါကြောင့်ချွေးမကိုဝင်ဆောင်တာကိုကိုတိုင်ကိုဝင်ဆောင်နေရတယ်လို့ပဲဒေါ်မေဝွန်စောင့်ရှောက်တယ် မုံဆိုးမဘုရားရှင်ခိုးရဲ့ဆူတောင်းတွေများရတဲ့အထဲအခုတော့တားယောက်ျားလေးထွန်းကားကိုဆူတောင်းတစ်ခုတိုးလာပြန်တယ်။ချွေးမရဲ့လုံလုံဝဝဘိုက်ကို ကြည့်ပြီးဒီလိုဆူဆူချွန်းချွန်းကလေးဆိုရင်တားယောက်ျားလေးမွေးမတယ်။မောင်အောင်မောင်ကြီးတော့ကလည်းဒီလိုဆူဆူချွန်းချွန်းပဲတဲ့။ဝိပုစင်ကျဲနဲ့တမျိုးတင်ငန်းစည်းလို့တခါစေပရီလွယ်မှာဆွဲလို့တစ်ကြိမ်အိမ်မက်ကောင်းတွေကြီးမှတ်တယ်။ ခန္ဓာတစ်ခုကသူ့ချွေးမကမမပဲဒေါ်မေဝန်ကကြီးမတ်တာမှုအိမ်မက်ကိုပြောင်းလို့ရွှေ့လို့ရရင်ပြောင်းမတ်စေခြင်းနဲ့ချွေးမကိုလည်းအိယာဝင်ရင်ဖျားရှစ်ခိုးအိပ်ဖို့နဲ့ယရနာသုံးမဥထိတ်ထားဖို့ခဏခဏမှာရတယ်အိမ်မက်ဆိုတာစိတ်ကောင်းနှလုံးကောင်းရှိမှအိမ်မက်ကောင်းမတ်တာမဟုတ်လားတဲ့ဘာပဲဖြစ်ဖြစ်တားယောက်ျားလေးသာမွေးရင်ဥထုံးအေးပြန်လာတာပဲဖြစ်ရမယ်လို့မျှော်လင့်နေရှာတယ် အနည်း၄၀နီးပါးအတူပေါင်းတင်လာတော့လေနေရတကာတွားလိသူကိုသတိရစရာကြီးပဲပေါ့တမကုံဝဲစာအုပ်မြင်ရင်လဲသတိရမဆုံးခင်ကအင်ကိုရေနံကြီးတုပ်ဖို့စီစဉ်ခဲ့တာကိုပဲနောင်အတွက်အမျော်မြင်ကြီးပါပဲဆိုပြီးကျေးဇူးတင်မိတတိယမိရရွေးရွာရွေးဖိတ်စာတွေမှာခါတိုင်းလိုမဟုတ်ပဲဒေါ်မေဝွနာမည်တစ်ခုလဲရေးထားတာမြင်ရင်လဲသတိရတာရေးနာရေးဖိတ်စာတွေမှာဥထွန်းအေးနာမည်ကို လက်သေးကွင်းခတ်ပြီးဖိတ်ရင်လဲတတမိနေရာကမှာတတိယဇာကြီးဖြစ်နေတော့တယ်အိမ်ရှိကဗရောက်ပင်ကြီးကိုမိုးချိုးထိတော့မှဒီဗရောက်ပင်ကြီးရဲ့အရိတ်နဲ့ဗရောက်ပန်းရဲ့အနံ့ကိုလွမ်းဆွနေရတယ်လို့ပါပဲသွားလေသူရဲ့အရိတ်ကြီးမှကြောင်းသူမရှိကမှသိတော့လေမိုးဆိုးမှဆိုတာတဲလဲလူရမဝင်ပါလားဆိုပြီးအားငယ်ရတာလဲခဏခဏ ဒီလိုအားကိုးရမဲလွန်းလို့ဥထုံးအေးမဆုံးပါပဲဒေါ်မဲဝုံမဲဆုံးမလိုက်ချင်တော့တယ်။လောကရဲ့အကျက်တဲ့အဆုံးဒုက္ခဆုံးကိုဒေါ်မဲဝုံတယောက်တည်းရင်ဆိုင်နေရပြီ။ဒါပေမဲ့သူ့စိတ်ကိုတော့လျှော့ချလို့မဖြစ်ဘူး။မျော်လင့်ချက်နဲ့အသက်ရှင်ပြီးဒီမျော်လင့်ချက်ဓမ္မတို့နဲ့တောကပူဆွေးခြုံရတွေကိုလမ်းထွင် ရှင်းလင်းခရီးဆက်ရမယ်လေ။ဒါအချက်မြေအနေဆိုတဲ့ဇကားကိုရှိလူကြီးတူမတွေအကြောင်းမဲ့ထားခဲ့ကြတာမဟုတ်ဘူးဆိုတာဒေါ်မေဝန်နားလည်နေပြီ ။မြေဦးဇော်ဝေးရဲ့မျက်လုံးနဲ့ပါဇက်ပေါက်ကကိုထွန်းအေးနဲ့တထရာလေးပဲတဲ့။ချွေးမကလည်းတူတလူလိုပဲတဲ့။တခါတလေတော့လဲဖွားအေကတဲနေလို့သာ တူလိုက်ရတာသူ့စိတ်ထဲမှာတော့တဲပြီးတူတယ်လို့မထင်မှန်းဘူး။သူ့အမျိုးသားကိုအောင်မောင်းနဲ့ပဲတူစီချင်တာပေါ့။တော်မေဝင်ကသွေးနုသားနုချွေးမအတွက်စိုးရိမ်နာအပြင်သူ့မြေဇော်ဝေးကြီးနေမကောင်းမှဆိုးလို့ချွေးမကိုမတဲ့တာတွေမစားဖို့ပြောရတယ် မိနေတဲ့ထမင်းဟင်းကိုသူလည်းပဲမိနေတယ်လို့ပြီးချက်ပြုတ်စားလိုက်တယ်။ဒီလိုစားမှလည်းအကုန်ကြီးတက်တာမှမဟုတ်လား။မြင်းအစ်တစ်ချက်ချုပ်ကိုနှိုက်ချွတ်နေပြန်တော့လဲစိတ်တက်တာရရမလားအောင်းမေ့မိတယ်။သူ့ဖိုးအိမ်နဲ့တူလွန်းလို့ဆိုပြီးတွားလေသူကိုတတိယပြန်ရော။အော်မုတ်ဆိုးမဘောကဆိုတာဟာတဲလဲပင်မဆင်းရလှပါတကားလို့တော်မေဝန်တွေးမိတယ်။ရှေ့လျှောက်ဘလောက်ဆင်းရဲပင်ပန်းရအောင်ပါပါလိမ့်။ ပူဆွေးခြုံွယ်ဆင်းရဲပင်ပန်းခြုံွယ်တွေထူထပ်လွန်းလာပါလားမြေကြီးကျောပူကောင်းမှုထတာဒီနေ့ဆိုရင်ရှစ်ရက်မြောက်ပြီဒီညနေဆရာဝန်စီတောင်တွားပြဖို့တောင်တော်တော်စဉ်းစားနေရပြီဗမာဆင်းများပြောင်းတက်ရရင်ကောင်းမလားငွေကလည်းခက်ခက်ခဲဘေးရင်ကလည်းအရင်ယူထားတာမပြေပဲထပ်ယူဖို့မကောင်းတော့နောက်ဘယ်နဲ့ရဖြားနေအောင်မယ်မသိဘူး ဒေါ်မေဝွန်ရင်ထဲကတောကမိကြီးမိခဲဟာရဲနေအောင်တောက်နေပြီသူအဖို့ကိုပွားလေးဆိုတော့စိုးရိမ်တာစိတ်ပူတာအထွတ်ထိပ်ကိုရောက်နေတာပေါ့မိကြီးရဲ့အသက်ရှည်ဖို့ကလောလောဆယ်အရေးကြီးဆုံးပဲမဟုတ်လားဒီမှန်ဘီရိုကိုဖွင့်မကြည့်ဖြင့်ဖွင့်ကျင်စိတ်လည်းမရှိဘီရိုထဲကဥထုံအေးရဲ့အဝတ်စားအသုံးဆောင်တွေကအလွမ်းမပြည့်စေပဲ အလွမ်းဝေစီတတ်တယ်မဟုတ်လားတော်ရံကိုတော့ပေါက်တဲ့ထဲ့ပြီးဒေါ်မေဝွန်တွေ့နေမိတယ် ူအခါခါစဉ်းစားတယ်စဉ်းစားရင်ငယ်ရိတ်ချိုက်မျက်တွင်းဟောက်ပြီးကြုံလီလာတဲ့ဇော်ဝိတ်မျက်နှာကိုမြင်မိတယ်အရင်ကဝါဖြိုးပြီးချစ်စရာကောင်းတဲ့ဇော်ဝိတ်ဟာသူ့အဖို့နောက်ကိုလိုက်တော့မှလားလို့ပူပန်မိတယ်တော့ရန်ကိုညာဘက်လှည့်လိုက်တော့ဗီရိုတဲကပယုံနဲ့ကခုံထွက်လာတယ်အဝိအစားအတုံးဆောင်တွေကဥထုံးအေးထားခဲ့တဲ့အတိုင်းအရာမယွင်းသေးရုပ်အလောင်းပေါ်ကလွှားတဲ့ဘန်ကောက်ပစိုးတထယ်နဲ့ တခြားခြီလုံးကြီးတစ်ထဲသာဖုန်းကြီးကိုနေကတိုင်းအဖြစ်ပြင်ချုပ်ပြီးလှူလိုက်တာပဲရောသေးတယ်။ကိုအောင်မုံကြိုက်တဲ့ပစိုးအစင်နုအကွက်စိတ်ကလေးတွေတောင် မပေးရဲ။တားကလည်းအလိုက်တတိမယူ။သူသုံးနေကြလက်ကျဲသီးတွဲကလည်း secret 50ဝန်းတန်ပူဟောင်းထဲမှာဒီအတိုင်းမုတ်ဆိတ်ကျုံတဲ့ဓာတ်တွေလည်းတန့်တန့်ရှင်းရှင်းလက်ကင်မောကအစ်တကလေးပေါ်ကရှော်ပြီးဖုတ်ပြီးလက်ကင်မောကလေး၄၅ထဲကထက်လျက် ရုံစင်းရုံတက်တုံးခဲ့တဲ့ပိုင်းလော်ဖောင်ဒိန်ကလည်းသူ့တခင်အငိမ့်စားကလေးကသူလဲရေမိုးချိုးပြီးအငိမ့်စားอยู่လေအလုတ်ကြိုးစားအလုတ်ပြက်ရက်မရှိလို့စုရခဲ့တဲ့ပတ်ကားဖောင်ဒိန်ကလည်းပတ်ကားဂျက်တတာလေးလဲမှာအစ်စ်အတိုင်းကိုယူစရာပစ္စည်းတစ်ခုအနေနဲ့ဥထုံးအေးကဒီပကဖောင်ဒိန်လေးကိုမြင်သာအောင်ချက်တတအဖုံးလေးကိုဖြန့်ထားလှက်ထားတယ် ဖောင်တိန်ကိုဖိထားတဲ့ဖဲပြားအစိမ်းရင်ကလေးကတော့အနုသွေးဘက်ကိုလူစပြုတ်နေပြီ။ဂျက်တစ်တာရဲ့မျက်နှာချက်ကပိုးစဖြူဖောင်အီအီကလေးပေါ်ကပက်ကားဆိုတဲ့ဆလုံးအနက်နဲ့ရွှေများတဲ့ကလေးကတွက်လွန်တောက်ပါနေတော့မယ်။ရန်ကုန်နေပြီးတော့나이တိုက်ကဝယ်လာတဲ့အိုကြီးပဲ나이လေးလေသူ့ရဲ့ဂရီဘာနတ်ပြာရောင်တစ်တာထဲမှာမှီးဆက်နေရှာတယ်။နိုင်ဆိုင်ကိုပြင်ဖို့တခါမှအလဲမသွားတဲ့နိုင်အမျိုးမျိုး ဦးထွန်းအေးကတိတ်မျက်နှိုးကြိုက်နာယီလေးရွှေရောင်နာယီအိမ်ကတောက်နေပေမဲ့တော်သည်ကတော့ရွှေရောင်ပြဲပြီးရွှေဖြူရောင်တန်းနေပါပြီဒီနာယီအမျိုးကခက်မမီတော့ပေမဲ့နာယီအမျိုးအကောင်းအဆိုးခွဲခြားတည်သူဦးထွန်းအေးရဲ့အကြောင်းတည်သူတွေကိုနာယီကလေးကဖွင့်ဟထားတဲ့နာယီဂျက်တတာလီတဲကနေလက်ရက်ခေါ်နေတယ်ဘီရိုကိုမလွဲတာလို့သာ ဖွင့်ရတယ်ဒေါ်မေဝွန်မှာနည်းနည်းမှ စိတ်ထဲမှာမကောင်းလား ဟဲမတက်နိုင်ပါဘူးဒီနီးကလွဲပြီးတခြားနီးမရှိတော့တာမို့သူ့ရဲ့လက်ဟာရှက်အိမ့်ကြီးအထက်ရဲ့အောက်ကိုတွန်းလိုက်တော့ဟိုဒီစမ်းနေစရာမလိုတန်းငနယ်စမ်းမိတယ်လေလူပြိုဘဝတဲကတက်ခဲ့တဲ့ရွှေကြဲသီးတစုံဟာဘီရူမှာခင်းထားတဲ့သတင်းစာအဟောင်းနဲ့ညိနေသေးတယ်ဒီကြဲသီးအစုံကိုလက်ထဲမှာစုပ်ထားရင်သူ့နားနှစ်ဖက်က ရွှေပါးနဲ့ပြင်သစ်ကြောက်ငကတ်တစုံကိုတရိယာမိတယ် ဇော်ဝဲရဲ့အဖျားကဘယ်နဲ့ရဲ့ရှင်နေအုံးမလဲမသိနိုင်တာမို့နဘောက်ဟောင်းလောင်းတဲ့မုတ်ဆိုးမကိုကဲ့ရဲ့ကြမဲ့မျက်လုံးတွေကိုလည်းမြင်နေရင်ငကကလည်းထုခွဲလို့ဘာမှမရတဲ့အတူတူကိုထုံးအင်းရဲ့ကြဲသည့်အစုံကိုပဲ ပိုင်ရှင်ပြောင်းဖို့စိတ်ပိုင်းဖြက်လိုက်ရတယ်ရင်ထဲကတော့ဘယ်ချိမလဲသူမြေကြီးလာတော့ဒါဘု து ပစ္စည်းလဲလို့ပြပြီးအရင်ဘဝအကြောင်းတွေကိုပြန်မေးเสียရ ြည့်စရာပစ္စည်းတစ်ခုတော့ရော့သွားရှာပြီဇော်ဝိတ်မမြန်ကြီးစေခြင်းစကားတွေပြောတတ်စေခြင်းလှပြီစကားတွေတက်ရင်ဘာတွေများပြောမှာပါလဲသူ့အမေကိုဘလို့ခေါ်လို့သူ့ကိုရောဘလို့ခေါ်လိုက်မှာပါလဲတနေ့တနေ့ဓာရီပဲမုတ်ဆိုးမှတွေးတွေးနေတယ်ဇော်ဝိတ်ကတော့ထုခွဲလိုက်တာလေးကုံကနီးမှနလန်ထလာတယ်လေးဘက်သွားကနေမတက်ရက်ချင်းလို့ဖျားတာဝမ်းသွားတာကိုပဲဒီအဖျားမျိုးက ကိုထိုးအေးလဲဖြားတတ်တယ်။တခါဖြားရင်တငွင့်ငွင့်နဲ့လင်းငါဆယ်ရဲလဲမပြောက်ဘူးတဲ့။နလန်ထားကိုအားရှိစေခြင်းနဲ့ကလေးအမေနဲ့အဖွားကလည်းအယူအဆကွဲနေရသေးတယ်။တမီးကလေးကိုပဲအိုးကကလေးနဲ့ထမင်းပြော့ပြော့ကလေးစီစမ်းစားဖြူပြီးခွန်မကွယ်ကြက်ဥတော့မကျွေးနဲ့။ကလေးဝမ်းပုန်နေပါမယ်။ကြက်ဥကလည်းချုပ်လဲချုပ်တတ်တယ်တဲ့။ တကယ်တော့ဝမ်းပုံမှာဝမ်းချုံမှာထက်ကျက်ဥစားရင် အရင်ဘွားကအเจ้าနေမပြောမှဆိုပြီးဟန့်နေရှာတာလေဇော်ဝိတ်ကမတ်တက်ရက်စတလန်းနှလန်းလှမ်းနိုင်စာအရွယ်တိန်ချူလားချူလားတခြင်းဆိုပြီးထိရင်ဒေါ်မေဝွန်ကဥထုံးအေးနှစ်နှစ်လဲစွန်ကျွေးအတွက်တွက်ချက်နေမိတယ်မနစ်ကဖုန်ကြီးငါးပါးစွန်ကတ်တာနဲ့မိသားစုစားတဲ့ဈေးကြီးနဲ့ဒီနှစ်တော့ဘယ်နည်းနဲ့မှမလောက်မှန်းသိတယ် အလူကြီးအတန်းကြီးမပေးနိုင်ပေမဲ့ဂျေဇူးရှင်ကိုအောက်မေ့တတ်တဂျေဇူးဆက်တဲ့အနေနဲ့စွန့်ကပ်ပြီးအမျှအတန်းဝေချင်သေးတယ်။တနစ်မှာတခါလောက်ရတာမို့ဒီလိုနှစ်လေစွန့်ကျွေးကိုတော့သူတည်တဲ့အထိအတက်နိုင်ဆုံးကျွေးသွားကြင်တာပဲ။ဒီစွန့်ကျွေးအတွက်ကြိုပြီးစူးစောင်းပြင်ဆင်ပေမဲ့ဘလို့မှစုလို့မရဘူး။ငွေကုန်စရာတွေတမျိုးပြီးတမျိုးရက်ရွာနဲ့လူမှုရေးစရိတ်စားစိတ်တွေကိုအလင်းမြောင်မနှဲလိုက်နေရတယ်။ ငွေကဒေါ်မေဝင်အဖို့တိတ်လက်ကြားယူလွယ်တာပဲဒါပေမဲ့မတက်နိုင်ဘူးဥထုံးရေးအတွက်ဆိုတော့မဖြစ်ဖြစ်အောင်စီစဉ်နေတာအောင်မောင်းကိုလည်းစွန့်ကြွေးအမိလာဖို့လူကြုံနဲ့အမှားလိုက်တယ်ချွေးမကိုလည်းဥထုံအေးကြိုက်တဲ့ငပတ်မှွေချက်နဲ့တီးဆုံချီရော့မပါမဖြစ်တဲ့စွန်ဟင်းအဖြစ်ချက်ခိုင်းတယ်။ကိုအောင်မောင်းအိမ်ပြန်မလာတာကြာပြီမို့သူပြန်လာတော့ဒေါ်မေဘုံကဝမ်းလဲတာအားလဲရှိတာပေါ့။ဇော်ဝိတ်ကလည်းပျော်တာပေါ့ သူ့မယားကတော့အပျော်ဆုံးဒီလိုပျော်ရလို့စွန့်ကြွေးအတွက်အလုံးများပင်ပန်းတာတွေခဏမေ့သွားတယ်စွန့်ကတဲ့နေ့တော့ဒေါ်မဝင်အဖို့အဟောင်းတွေအစ်စ်ပြန်ဖြစ်ရှာတယ်မနဲ့အိယာကထကတဲ့ကမျက်စီမျက်နှာမကောင်းလှညကလည်းကောင်းကောင်းအိပ်ပျော်ဖို့မရဖျားရှင်ခိုးရင် ပခုံးမော်ကတပတ်နဲ့မျက်စီမှာတွဲခုန်နေတဲ့မျက်ရည်စတွေကိုတိမ့်ရတို့ရတယ်မျက်ဝန်းနှစ်ဘေးကအရစ်အကြောင်း ဇရာလမ်းကြောင်းတွေထဲမှာမျက်ရည်ငွေတွေပြန်နေကြတယ်။ရပ်ပေါင်း930ဟာမနစ်တနေ့ကလိုပါပဲ။မနက်ခင်းမြန်မာပိုင်းအစီအစဉ်ပြီးချောင်းကြီးညာတန်ကိုကြားနေရတယ်။ဇရာတော်များကြွမလာကြသေး။ဒေါ်မေဝန်ကတော့ဒီစွန့်ကျွေးအစီအစဉ်ကိုမြန်မြန်ပြီးသွားစေချင်လှပြီ။အစကဒီလောက်စိတ်ပင်ပန်းနွမ်းလိမ့်မယ်လို့မထင်မိ။အချိန်တွေမြန်မြန်ကုန်သွားစေချင်တာပဲဒေါ်မေဝန်သိတယ်။ ဆရာတော်တန်ဃာတော်များလည်းပြည့်ပြည့်စုံစုံဖုံးပေးကြရတယ်။ရေဇက်ချတော့ရေဇက်ခွတဲ့ဒေါ်မေဝွင့်ရဲ့မျက်ရည်စားတို့တချို့ရောသွားကြတယ်။အမြတ်ဝေဒန်ကခါတိုင်းထက်ပိုပြီးတုံရင်နေတယ်။ဆရာတော်များပြန်ကြွသွားလို့အိမ်သားတွေလက်ဆောင်စားကြပြန်တော့လေဒေါ်မေဝွင့်ထမင်းစားလို့မကောင်းစံဖြူနဲ့ဟင်းကောင်းမှုဟိုသားမိသားဖသုံးယောက်ကမြင်းရည်ရှိတ်ရည်စားကြတယ် ကိုအောင်မောင်သူ့အဖေရဲ့အမှန်ဘီရိုနားကခဏခဏဖြတ်သွားနေပေမဲ့ဘီရိုရဲကိုတော့လှမ်းမကြည့်မီလှမ်းကြည့်ရင်လည်းအဝတ်အစားနဲ့အသုံးဆောင်တွေကအရင်ကလိုနေသားတရပါပဲသူ့နေရာနဲ့သူတေးသေးချာချာဂရုစိုက်ကြည့်မှ ပကားဖောင်တဲ့ဂျက်တစ်တာနဲ့နာယီတစ်တာတွေဟာခါတိုင်းလို ဖွင့်ရမဟုတ်ပဲပိတ်ထားတာတွေ့ရလိမ့်မယ်ဒေါ်မေဝန်ကလည်းတန်ရုံးစင်ကြည့်တယ်ဒီဂျက်တစ်တာခွန်လေးတွေကိုတော့မယောင်းဘူးဟာမပြက်ပေါ်ခြံထားလိုက်တယ် မဟုတ်ဆုမမဟုတ်လားဟန်ကို့ဖို့ဆိုတဲ့စကားလဲအရှိသားဘသူကဒီလိုထုခွဲတဲ့အလုပ်ကို လုပ်ချင်မလဲညီပူလေးစပယ်ဖြူမဂဇင်းနိုဝင်ဘာ1985ဝတ္ထုတိုလေးကတော့ဒီမှာတင်ပြည့်စုံတော့ပါပြီခင်ဗျာလိုအပ်ချက်များကိုတိခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံး 北京阳光，四千八十。